ီမှာကြည့်ဒီလိုလွယ်လွယ်ကူကူရီကောပြလို့ရတာနဲ့တော်တော်တန်နေပြီအားလုံးလည်းမင်္ဂလာပါ Entropy Gaming ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုအားပေးနေကြတဲ့ brother တွေဂိမ်းချောင်းနေကြီးကြည့်နေရတာရိုးနေလောက်ပြီထင်လို့ဒီတစ်ခေါက်မှာတော့ဖုန်းနဲ့ချိတ်ဆော့လို့ရတဲ့လက်ကင်ခလုတ်တွေအဘက်ကိုတစ်ချက်လောက်သွားပြီးတော့ဖောင်းထုတ်လိုက်ရအောင်ကျွန်တော်ကဖုန်းငယ်လေးတွေက TV ဂိမ်းဆိုင်တွေမှာခလုတ်နဲ့ဂိမ်းဆော့လာတဲ့ကောင်ဆိုတော့ ဒီလိုလက်ကင်တွေမပါလို့ရှင်ဂိမ်းကမဆော့တတ်တော့ထူးသဖြင့်ညာဘက်တွေမိုဘိုင်းလီဂျန်ဆော့တဲ့အခါဖုန်းပြလိုက်ကြီးကင်ပြီးဆော့ရတာကင်ရတာအမ်းပြီးတော့ကျွန်တော်ရဲ့စကေးတွေမထွက်ဘူးပေါ့ဗျာခဏခဏလေးလွတ်ကြတယ်အဲ့ဒါနဲ့ကျွန်တော်ဖက်ချီခလုတ်လေးကိုဝယ်အပေါ်ကခလုတ်တွေနဲ့အတန်တွေကိုချိုးပြီးတော့ဒီတိုင်းလေးစော့လာလိုက်တာမြင်တဲ့အတိုင်းပဲကျွန်တော်ရဲ့စကေးတွေကိုဒီမှာကြည့် ဒီလက်ကင်လေးဟာလွန်ခဲ့တဲ့2018လောက်ကမြန်မာဝေ3500ပေးပြီးတော့ဝယ်ခဲ့ရတာအခုတော့ဈေးတော့မတိတော့ဘူးခုနှစ်တည်းကြာလာတော့ကျွန်တော်ရဲ့ခလုတ်လေးကိုလည်း upgrade လုပ်ဖို့လိုလာပြီဆိုတော့ဘာဝယ်ရမလဲလိုက်ရှာရင်းနဲ့ဒီကောင်လေးကိုရှာတွေ့ပြီးတော့ဝယ်ပြသွားတယ်ပေါ့နော်ကျွန်တော်ဒီနေ့မှာတော့ကိုရှက်နာမည်နဲ့ထွက်တဲ့ cooling game controller အကြောင်းကို review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ unboxing ကနေအရင်ဆုံးစလိုက်ရအောင် It's black and white. ကောင်လေးရဲ့မူလားစနစ်ကတရုတ်ပြည်အားထုတ်ကုန်မှာကျွန်တော်ရှာဖွေကြည့်ရသလားတရုတ်လျက်စစ်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Vandalion ကနေထုတ်လုပ်ထားတာဖြစ်ပါတယ်ဒီလက်ကင်တဲ့ဘူးမှာတော့ဘဲကုမ္ပဏီထုတ်လဲဆိုတာတိတိကျကျဖော်ပြထားတာမရှိဘူးဒီစက်ရဲ့ဘေးကွက်လေးဒီပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်ပလတ်စတစ်သားပဲကြောင်ကြောင်လဲလဲအမုံလေးတွေကတ်နေတဲ့ဒီဇိုင်းနဲ့ပေါ်သားက Premium Channel လို့လည်းပြောလို့မရသလိုအပေါ်သားလည်းမဆန်ဘူးအဖြစ်အဆက်လေးတွေကတိကျပြတ်သားတယ်တွနေရပွနေရမျိုးလည်းမတွေ့ရဘူးအနှဲငယ်လက်ရလေးတွေတော့ထင်တယ် အယောင်နေနဲ့ကအဖြူနဲ့အနက်ဆက်ထားတဲ့အယောင်တစ်မျိုးပဲလာတယ်။သူ့မှာ JK02 နဲ့ JK03 ဆိုပြီးတော့နှစ်မျိုးထွက်တယ်။ JK03 ကတော့အနောက်ဘက်မှာကိုလင်းဖန်မပါတဲ့အတွက်ဈေးက02ထပ်ပို့ပြီးတော့တက်တာတယ်။ဒီကိုလင်းဖန်ကပဲကျွန်တော်ကိုဝယ်ဖို့တွန်းအားပေးခဲ့တာပေါ့။အေးပေးတဲ့ cooling area တော်တော်လေးကိုကြီးတယ်အလူမီနီယံအလွိုင်းသုံးထားတယ်လို့ပြောတယ်ကျွန်တော်စမ်းကြည့်ရသလောက်အေးတာကတော့တော်တော်အေးတယ်ဒီအေးပေးတဲ့နေရာလေးတွေမဟုတ်ဘဲနဲ့ဖုံးတစ်ပြင်လုံးကိုအေးတာဒီတစ်ခုကတော့ share ပဲ ကိုလင်းဖန်ကပန်ကခုနှစ်လုံးသုံးထားတယ်လို့ပြောတယ်ကျွန်တော်တွေ့တာတော့တစ်လုံးပဲအထဲမှာရှိမလားဆိုတာတော့မပြောတတ်ဘူးပန်ကရောခလုတ်တွေပါ USB Type C ကြိုးတစ်ပေါက်ထဲနဲ့အားသွင်းရမယ်300 mAh ဘက်ထရီပါဝင်ပြီးတော့ဒီဘက်ထရီကခလုတ်အတွက်ပဲဖြစ်ပါတယ်ကိုလင်းဖန်ဖွင့်ခြင်းရင်တော့ကြိုးတက်ပြီးတော့သုံးရမှာပါသူ့ရဲ့300 mAh ဘက်ထရီကကြိုးတက်မသုံးဘူးဆိုလို့ရှိရင်7နာရီလောက်ကိုအားခံတယ်ကျိုးတက်မှာပဲပန်ကလဲမှာဆိုတော့စော့နေသလောက်အားခံနေမှာပါအနောက်ဘက်မှာအားသွင်းကြိုးထိန်းတဲ့ခလုတ်တစ်ခုပါမယ် ီကောင်းရဲ့ဆွဲဆက်နိုင်မှုဟာပုံမှန်တက်ဘလက်တွေလောက်ကိုတက်ဆော့လို့ရတယ်။တယ်လက်မှာအထက်တက်ဘလက်တွေဆိုလို့ရှိရင်တော့တက်လို့အဆင်မပြေလောက်ဘူး။ဖုန်းရဲ့ဘောင်းတွေမနာအောင်ရောဘာအခန့်လေးတွေပါမယ်။ခလုတ်ရဲ့ကော်သားကနည်းနည်းလေးပြော့တော့အားနဲ့ချိုးရင်ကျိုးနိုင်တယ်လို့ခန်းစားရတယ်။မတော်တဆပြုတ်ကျလိုက်ရင်လွယ်လွယ်ပြတ်နိုင်တဲ့ခန်းစားချက်မျိုးတော့ရတယ်။ပြီးတော့နည်းနည်းလေးလဲခြောင်တယ်။ခလုတ်ရဲ့အရှိတ်ဘက်မှာ Xbox ၄ယောက်တွေမှာတွေ့နေကြဖြစ်တဲ့ Direction Cloud တွေ ABXY နဲ့ Joystick ကနှစ်ခု power menu share window ဆိုတဲ့ခလုတ်တွေပါမယ်အပေါ်ဘက်မှာတော့ R1 R2 L1 L2 ခလုတ်တွေနဲ့အနောက်ဘက်မှာ M1 M2 ခလုတ်တွေကိုမှ lock အနေနဲ့ပါဝင်ပါတယ်ဒီ lock တွေကိုပိတ်ထားမယ်ဆိုလို့ရှိရင် M1 M2 ခလုတ်တွေကနှိပ်လို့မရတော့ပါဘူး L3 R3 ခလုတ်တွေ support ပေးပါတယ် vibration motor နှလုံးပါတယ်ဒီခလုတ်တွေချိန်နီးချိတ်ဆက်နီးတွေကိုနောက်ထပ်ဗီဒီယိုတစ်ခုနဲ့တီးတန်းလုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လုံလေးတွေရဲ့တိဆောက်ပုံကကြစ်ကြစ်လေးလေးတက်တက်ရရနဲ့ကြည့်ရတာအဆင်ပြေပေမဲ့လည်းနှိမ့်ရတဲ့ fee ကတော့အရင်ကြီးမိုက်တယ်လို့မခံစားရဘူး။ dry stick တွေလည်းအတူတူပဲတစ်ခုခုလုံနေသလိုခံစားရတယ်။ R1 R2 L1 L2 ခလုတ်တွေအဆင်ပြေတယ်။ M1 N2 ကတော့အပူကြီးလိုပဲမထက်ပေးရင်တော့ပို့ပြီးတော့ကောင်းလေအောင်မယ်။ lock တွေပါထက်ပေးတာတော့ဝူးရှူးဝါးတွေဖြစ်ကုန်ရော vibration motor ရဲ့တုံခါတုံးဟာကိုလိုသလိုချိန်ဆနိုင်သေးတယ်။ဒီခလုတ်က Android iOS 8ပေါင်းနဲ့ ။ Dynamic Play Mapping ဆိုပြီးတော့ Mode က3မျိုးအထိ ပါဝင်တယ်။အလုပ်တွေက Bluetooth နဲ့ချိတ်ဆက်ရတာဆိုပေမဲ့ Response Rate ကအရန်ကိုမြန်တယ်။ကိုကနှိပ်လိုက်ပြီးမှနည်းနည်းကြာမှမိတာမျိုး delay ဖြစ်တာမျိုး လုံးဝမရှိဘူး။မိုက်တယ်။ Weight အနေနဲ့က150 gram ရှိပြီးတော့မှလက်ထဲမှာကန်ရတဲ့ feel ကပေါ့တယ်လို့ခံစားရတယ်။ပြီးတော့ဒီကောက်မှာ byte တစ်ခုရှိတယ်။ဖုန်းနဲ့တက်လိုက်တာနဲ့ဂိမ်းဆက်ကြီးလိုပဲ။မှတ်ကြည့်လိုက်။ အယမ်းမိုက်တယ်လို့စိတ်ထဲခံစားရတယ်။အသွင်းပေါက်ကတော့5ဗိုလ်ရှိတဲ့ဖုန်းအသွင်းနဲ့ခြားခြားနဲ့တွင်းလို့ရလိမ့်မယ်။ဒေးတန်းကလည်းလက်ရှိငွေစင်းနဲ့ဆိုဘက်800ဝန်းကျင်မြန်မာငွေ3000ဝန်းကျင်လောက်ရှိနိုင်တယ်။ Olifant မပါတဲ့ version ဆိုလို့ရှိရင်သူနဲ့က3000လောက်กว่าမယ်။ဆိုတော့ကျွန်တော်တို့တွေဘယ်ဂိမ်းနေနဲ့အဆင်ပြေမလဲအရင်ဆုံး retro game တွေကနေတက်လိုက်ရအောင် ဒီနေရာမှာတခုရှိတာသူနဲ့တွဲဆမဲ့ဖုန်းထဲကို application တခုထည့်ပြီး key map ပေးရပါမယ်။ဒါမှဆော့လို့ရမှာပါ။ပုံမှန်ကျွန်တော်တင်ပေးနေကြဖြစ်တဲ့ NES game တွေကနေစမ်းစော့ကြည့်ရအောင်။ NES game တွေကခလုတ်နှစ်ခုပဲပါလို့ key map ပေးရတာအလုပ်တော့မရှုပ်ဘူး။ PS1 နဲ့ PSP game တွေအတွက်ဒီခလုတ်ကရွှေပဲလို့ပြောနိုင်တယ်။တခုရှိတာညာဘက် joystick ကလက်နဲ့တိတ်ပြီးတော့မလွတ်ချင်ဘူး။အကယ်၍ဖုန်းမှာဆော့နိုင်တာ PSP ကအမြင့်ဆုံးဆိုတော့ကဒီညာဘက် joystick ကလိုတော့မလိုဘူး။ ပြီးတော့ Android game တွေ Android game ထဲမှာမှ cloud လေးရောက်ပါတဲ့ game တွေမှာသာအဆင်ပြေနိုင်မယ်။ screen တစ်ခုလုံးကို light နှိပ်ရတဲ့ game တွေကတော့အဆင်မပြေနိုင်ပါဘူး။စတော့ကျွန်တော်က Mobile Legend ဆော့ဖို့ရည်ရွယ်ချက်နဲ့ဝယ်ခဲ့တာပဲ။တကယ်ဆော့ကြည့်တော့မှအဆင်မပြေတဲ့အပိုင်းတွေရှိတယ်။ဒါပေမဲ့ဒီမှာကြည့်ဒီလိုလိုလဲကူကူ record ပြလို့ရတာနဲ့တင်တော်တော်တန်းနေပြီ။ cloud အဆုံကိုမပင်မပေးနိုင်တာ cloud တွေမှားနေတာ multi keys တွေသုံးတဲ့အခါတိုင်ပတ်တာအင်းကြီးတာမျိုးတွေအထိပါဖြစ်သွားပါသေးတယ်။ အရေးကြီးတဲ့ခလုတ်တွေလောက်ပဲမပင်ပေးပြီးတော့မှကျန်တာလက်နဲ့လှမ်းနှိပ်ဆော့မယ်ဆိုလို့ရှိရင်တော့အဆင်ပြေနိုင်ပါတယ်။ Totally mobile game တွေကြီးပဲတီးတန်ဆော့မယ်ဆိုလို့ရှိရင်တော့ဒီခလုတ်မှမဟုတ်ဘူး။ဒါမျိုးခလုတ်တွေအကုန်လုံးကို recommend လုံးဝမပေးပါဘူး။အဝယ်ပါနဲ့။အနည်းချုပ်ပြောရရင်ဒီခလုတ်မျိုးတွေက game အစုံ ဆော့မှသာဝယ်သင့်တာမျိုး၊ကန်ရတာ heavy ဖြစ်တယ်၊အလုံးရှုပ်တယ်၊သွားလေရလွယ်လွယ်ကူကူမတင်နိုင်ဘူး။ဆော့ရင်လည်းကြိုးတန်းလန်းနဲ့ ။ကောင်းတဲ့အချက်ကိုရွေးပြီးပြောရမယ်ဆိုလို့ရှင်တော့ဒီခလုတ်ကကန်ရတာ retro vibe လေးတော့ရတယ်။ဖုန်းအတွက် AA စနစ်လေးလည်းကောင်းတယ်။အရင်ခေတ်ကဂိမ်းတွေထဲမှာအရန်ကို favorite ဖြစ်ရတဲ့ဂိမ်းတွေကိုပြန်ဆော့ခြင်းနဲ့ဖုန်းစကရင်ပေါ်မှာလက်နှချောင်းနဲ့ဆော့ရတာအားမရဘူးဆိုလို့ရှင်တော့ဒီကောင်လေးကအဆင်ပြေပါတယ်။ ခုဗီဒီယိုထဲမှာဖုန်းနဲ့ဆော့ပြထားတဲ့ retro game လေးတွေနဲ့ sony လေးတွေကိုကျွန်တော်ရဲ့ control b gaming facebook page youtube channel telegram channel tiktok account တို့မှာအများနဲ့တင်ပေးနေရမလို့ like follow subscribe လုပ်ထားကြဖို့မြစ်တာရက်ခံကြပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပါပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ပြန်တွေ့ပါဦးမယ်အားလုံးပဲ see you guys you